ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်ပြန်ကြတဲ့တကွက်ကောင်းလေးပေါ့နော်ထပ်ပေးမယ်ဆိုရင်တော့တကွက်ကောင်းဆိုင်လေးရမယ်ဗျလာပါလေလေတော့ပဲလေ โอเคအားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ထပ်ပေးမယ်ဆိုရင်တော့တဲတကွဲကောင်းဆိုင်လေးပေါ့နော်ညမင်းဆိုရတယ်ဟယ်လိုကိုရဟုတ်ကဲ့ပါဗျနော်မတေဝီရဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါဗျနေနုခင်းနဲ့မင်္ဂလာပါကိုတဲ့ဟုတ်ကဲ့ပါဗျနော်မင်္ဂလာပါဗျ ောင်းမမောတဲ့မင်္ဂလာပါမောင်လေးဟုတ်ကဲ့မင်္ဂလာပါဗျတောင်းဝင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါအောင်အောင်နဲ့မင်္ဂလာနဲ့ပါတဲ့ဟုတ်ကဲ့ပါဗျာနော်မင်္ဂလာမနက်ခင်းလေးပါဗျာအလုံးအောင်မြင်ကြပါစေတဲ့အောင်ဟုတ်ကဲ့ပါဗျာနော်ဥညွင်သိမင်္ဂလာပါဗျာဒါဆိုကျတော့ဒီမှာမနေ့ကလုံးမိုင်ဆိုင်လေးပေါ့နော်ဒီလုံးမိုင်ဆိုင်ဒီကျွန်တော်တို့ ရှစ်ရဲ့တဲ့ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီကိုဖြစ်လို့ကိုရဲ့ပါဝါတည်လေလေးဒီကျော်ဒီမှာလုံးပိုင်ဗျာကျော်ဒီလေးပိုင်မှာငားလေးဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဒီတဲ့ရဲ့တဲ့ရဲ့ဒီနှလုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါတည်ခွန်ခွန်ဒီကျော်ဒီမှာလုံးပိုင်ဗျာကျော်ဒီခွန်ပိုင်မှာလည်း၃ခွန်ဆိုပြီးတော့ထွက်တယ်အဲ့ကြော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ၄ရဲ့၆ရဲ့ဒီနှလုံးပေါင်းခြင်းဒီ၃ညဖြစ်လို့ တုံညာရဲ့ပါဝါတီ9 9တီကျွန်တော်တို့ဒီမှာလုံးပိုင်းပြ9ပိုင်းမှာလဲရှင်း9ဆိုပြီးတော့ထွက်တယ်ဒါဆိုလဲကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီခွင်းရဲ့ခွင်းရဲ့ဒီနှလုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါတီ9 9တီကျွန်တော်တို့ဒီမှာလုံးပိုင်းပြ9ပိုင်းမှာလဲ6 9ဆိုပြီးထွက်တယ်ပေါ့နော်ဒီလုံးပိုင်းဆိုင်လေးဒီကျွန်တော်တို့နောက်ပိတ်လိုင်းနေပေးတာတွေ့ရတယ်ပေါ့နော်ဒီမှာ၄ပိုင်းမှာ9 4ထွက်တော့၄နောက်ပိတ်ပေးတယ် ခွန်ပိုင်မှာ3ခွန်ထွက်တော့ကျွန်တော်တို့ခွန်နောက်ပိတ်ပေးတယ်9ပိုင်မှာ15ထွက်တော့ကျွန်တော်တို့9နောက်ပိတ်ပေးတယ်ဗျဒီမှာလဲ9ပိုင်မှာ6 9ထွက်တော့ကျွန်တော်တို့9နောက်ပိတ်ပေးပေါ့နော်ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ဒီလဲ9ရဲ့1ရဲ့ဒီနှလုံးပုံးချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ1 1ဒီကျွန်တော်တို့ဒီမှာလုံးပိုင်ဗျဒီ1ပိုင်မှာလဲကျွန်တော်တို့9 1ထွက်တော့1နောက်ပိတ်ပေးပေါ့နော်ဒါဆိုရင်ကျော်ဒီနေ့မှာလုံးပိုင်ဒီ9ရဲ့4ရဲ့ဒီနှလုံးပုံးချင်းဒီ3ဖြစ်လို့ 3ရဲ့ပါဝါတီရှဲရှဲတီကျော်ဒီမှာလုံးမှန်ပြကိုမတို့ကြိုက်နှစ်သက်မှုရှိမှလဲ3ပေါ့เนาะကျွန်တော်တို့ကဒီမှာဒီလုံးမှန် site လေးကိုနောက်ထပ်လုံးမှန်တစ်လုံးနဲ့တွဲရင်အပြည့်ပေါက်လေးပေါ့เนาะအဲ့ဒါကတော့ဘယ်ပင်းဆာလဲဆိုတော့ကျွန်တော်တို့ရှင်း5ဆိုပြီးတော့ထွက်တဲ့ပင်းကတကွက်ကောင်းထွက်တာပေါ့เนาะဒဲတကွက်ကောင်းလေးပါဗျတကယ်လို့1 chain နေနဲ့ယူမယ်ဆိုရင်ကျွန်တော်တို့ကဒီပင်းမှာလဲကျွန်တော်တို့မှန်ခဲ့တယ်ပေါ့เนาะ အကားရပေးရင်နောက်ပိတ်တွေ့ကြည့်ပါပဲတဲ့ဟုတ်ပါလေဗျာနောက်ဥညွတ်တိုင်းနဲ့၈ပိုင်းနဲ့ဟုတ်ကဲ့ဗျာနော်မစ်ကူမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုရင်ကြော်ဒီမှာသူနဲ့တွေ့မယ်လုံးပိုင်းလေးပေါ့နော်၁ရက်၄ရက်ဒီရက်၈ရက်ဒီ၃လုံးပေါင်းချင်းဒီ၃ဖြစ်လို့၃ရက်ပါဝါတီရှေ၈ရက်ဒီကြော်ဒီမှာလုံးပိုင်းဗျာပဒီမှာ၁၄ရက်ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီ၃ဖြစ်လို့ 3ရဲ့ပါဝါတီရှင်း8ဒီလုံးပါကျွန်တော်တို့ဒီမှာ8ပိုင်း5ပိုင်းမှာ15ဆိုပြီးတော့ဒဲထွက်တယ်ဗျ။ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ4ရဲ့ခွန်ရဲ့ဒီနှလုံးပေါင်းချင်းဒီ1 1နဲ့ဒီက3ညနဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရဲ့ပါဝါတီ6 6ဒီကျွန်တော်ဒီမှာလုံးပိုင်းဗျ။ဒီမှာ6ပိုင်း9ပိုင်းမှာလဲ69ဆိုပြီးတော့ဒဲထွက်တယ်ဗျ။ တင်တင်ထွေးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဤအောင်နဲ့ရှစ်တွေများနေတာပေးပါမလားတဲ့ဒါကတော့ပြောလို့မရဘူးပေါ့နော်ရှစ်ကတော့ကျွန်တော်ဒီမှာဘယ်နှကြိမ်ထွက်ထား၃ကြိမ်ပဲထွက်ထားသေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပြင်တီခွင်းရ9ရဲ့ဒီနှလုံးပေါင်းချင်းတီ2 2နဲ့ဒီရဲ့8နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်းတီ3ညဖြစ်လို့3ညရဲ့ပါဝါတီ9 9တီကျွန်တော်ဒီမှာလုံးပိုင်းဗျာ ော့ဒီမှာလဲ9ပိုင်း1ပိုင်းမှာ9 1ဆိုပြီးတော့ဒဲထွက်တယ်ဗျအားလုံးမဲနားလဲမယ်လို့ထင်တယ်ပေါ့နော်ကိုမတို့ကြိုက်နှစ်သက်မှုရှိမှလဲတော့ကျွန်တော်ဒီနေ့မှာတော့တစ်ချောင်းအချိန်တို့ပို့ကြိုက်တာပေါ့နော်ဒါဆိုရင်ကျော်ဒီမှာ9ရဲ့9ရဲ့ဒီနှလုံးပေါင်းချင်းတီ၄၄နဲ့ဒီက9နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းတီ1ဖြစ်လို့1ရဲ့ပါဝါတီ6 6တီကျော်ဒီမှာလုံးပိုင်းပြတ် တော်တော်လည်းနဲ့ရှစ်သေးတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒီမှာတော့ကျွန်တော်တို့၈ဘိုင်၅ဘိုင်မှာ၈၅ဆိုပြီးတော့ဒဲထွက်တယ်၆ဘိုင်၉ဘိုင်မှာ၆၉ဆိုပြီးတော့ဒဲထွက်တယ်ဗျာ၅ဘိုင်၁ဘိုင်မှာလည်း၅၁ဆိုပြီးတော့ဒဲထွက်တယ်ဒါဆိုကျွန်တော်ဒီမှာဒီ၆ဘိုင်၈ဘိုင်၆၈ဒီဒဲပေးနေတဲ့ကဏ္ဍပေါ့နော်ပေးမပေးရတော့ကျွန်တော်တို့မပြောရတဲ့ဘူးပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကတော့ဒီ၈ထက်စာရင်ဒီ တစ်ချောက်အချင်းကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာတလေးရှိပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီ၃ဖြစ်လို့ကျွန်တော်တို့ဒီမှာဒီ၃ရှစ်ဒီအချင်းပေါ့နော်၃ရှစ်အချင်းမှာလဲ၈၅ဆိုတော့ရှစ်ထိတယ်နောက်တစ်ပင်ဒီ၆ရှစ်၃ညာပေါင်းချင်းဒီ၄ဖြစ်လို့၄ပါဝါကို၄ကိုအချင်းမှာလဲ၆ကိုဆိုတော့၉ထိတယ်ဗျနောက်တစ်ပင်ဒီလဲခွင်း၃ညာ၈ပေါင်းချင်းဒီ၅ဖြစ်လို့ ငါးပါဝါတုံညာငါးတုံညာအချင်းဆိုလဲကျွန်တော်ဒီမှာငါးတစ်ဆိုတော့ငါးထီလဲဒါဆိုရင်ကျွန်တော်ဒီနေ့မှာတစ်ရဲ့ရှစ်ရဲ့ခွန်ရဲ့ဒီသုံးလုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါတီတေ6တစ်ဒီလဲအချင်းရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဒီမှာ6ပိုင်းလဲရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့6တစ်အချင်းကိုတော့ပိုကြိုက်တယ်ပေါ့နော်ယောနာဟောနေလို့လဲရှစ်ကားတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာ ရှစ်ဟော်ရဲဆိုပေမဲ့ကျွန်တော်တွဲမှာတည်တော့ကျွန်တော်တစ်ချော့အချင်းတွေကိုပို့ပြီးတော့ဥစားပေးပြီးတွဲမှာပေါ့နော်ရှစ်ကရန်ဟော်နေပြီတဲ့နေပြီးတော့ဘာတဲ့ကားရင်းလိုက်ထိုးနေတာရေကုန်ရေကမ်းမယ်တဲ့ဟုတ်ကဲ့ပါဗျာနော်လေခွန်နစ်ကိုတဲ့1683နဲ့ကတ်တင်တယ်တဲ့ကျွန်တော်တော့ဒီမှာပေါ့နော်ဒီအစောနာကျွန်တော်ပြတဲ့ 6တဲ့အချိန်လည်းရှိရပါတော့ဒီ16အချိန်ကိုကျွန်တော်တွေးရှိထားတဲ့ break တွေနဲ့ချုပ်မှာပေါ့နော် break ကတော့ဒီနေ့မှာတော့မနေ့ရလို့တော့ break ကတိတ်မကောင်းဘောနော်ဘာလို့လဲဆိုတော့မနေ့ရဒီ break က3လိုင်းလုံးဒီတူညီတဲ့ break ရတယ်ပေါ့နော်ဒီနေ့မှာ3လိုင်းလုံးဒီကျွန်တော်တို့တမျိုးဒီထွက်နေတယ်ပေါ့နော်ကြော်ဒီမှာ break line ပေါ့နော်ကျွန်တော်တို့ ော့ဒီမှာပြည်သည်6ရက်7ရက်4ရက်ဒီ3လုံးပေါင်းချင်းဒီ10ဖြစ်လို့7ရက်ပါဝါဒီ3 7ရက်နှခတ်ဒီ1 7 3တဲ့ဒီကြောင့်ဒီမှာပြည်ပြတော့ဒီ7 3တဲ့ပြိမာ7 5ဆိုတော့ကျွန်တော်တို့3ပြိထွက်တယ်ဒီမှာဒီကျွန်တော်တို့7ပိုင်း5ပိုင်းရှိတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဖဲနဲ့ကျွန်တော်တို့1 4 8 3လုံးပေါင်းချင်းစီ3ဖြစ်လို့ 3ရှစ်အချိန်ကိုပဲကျွန်တော်တို့8 3တိပရိရောက်အောင်တွဲရင်လဲကျွန်တော်တို့8နဲ့3ပရိဆိုရင်8 5ပါမယ်ဒီမှာလဲကျွန်တော်တို့8 8ဘိုင်5ဘိုင်8 5ဆိုပြီးတော့ပရိနဲ့လဲထပ်တူကြရပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီခွင်ရ3ညရ8ရဒီ3လုံးပေါင်းချင်းဒီ5ဖြစ်လို့5ရဲ့ပါဝါဒီ3ည5ရဲ့နှက်ခက်ဒီ3 5 3ည3ဒီကျွန်တော်ဒီမှာပရိပြဒီ9 3ည3ပြိမ့်မှာ6 9ဆိုတော့ကျွန်တော်တို့9ပြိမ့်ထွက်တယ်ဒီမှာဒီ6ပိုင်9ပိုင်ကို ကျော်တို့ပြီးပေါလဲဖြစ်တယ်ပေါ့နော်ဘရိတ်က9393ဘရိတ်ဆိုတော့69ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ဒီလဲ1ရဲ့8ရဲ့3ရရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ4 6ရဲ့နှက်ခတ်ဒီ6 6လေး6ဒီကျော်ဒီမှာဘရိတ်ဗျဒီ6လေး6ဘရိတ်မှာလဲ91ဆိုတော့ကျော်တို့6ဘရိတ်ထွက်တယ်ဒီမှာဆိုလဲ9ဘိုင်း1ဘိုင်းကျော်ရှိရပေါ့နော်6လေး6ဒီဘရိတ်ဆိုတော့ ်9နဲ့ဆိုလဲ6 break ဆို9 1ပေါ့နော်10နဲ့6 break ဆိုလဲ10 9ပါမယ်ဗျဒီမှာကျွန်တော်တို့9 1ဆိုပြီးတော့ဒဲထွက်တယ်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ break line တီ၄ရဲ့ခွန်ရဲ့ပုံချင်းတီတဲ့တဲ့နဲ့ဒီရဲ့၈နဲ့ပုံတော့၉ဒီ၃လုံးပုံချင်းတီ၉ဖြစ်လို့၉ရဲ့ပါဝါတီ၄၉ရဲ့နက်ခတ်တီ၆၉၄၆တီကျွန်တော်ဒီမှာပြိပြ ပရိသီကိုလေး6တီပရိကျွန်တော်တို့ဒီမှာ6ပိုင်း8ပိုင်းတီတကွက်ကောင်းအနေနဲ့ကျွန်တော်တို့ရရပေါ့နော်6 8ဆိုပြီးတော့ပရိသီ4ပရိအကိုမတို့ကြိုက်နှစ်တက်မှလည်း3ပေါ့နော်ကျွန်တော်ကတော့ဒီမှာနောက်ထပ်ပရိလိုင်းလေးလည်းပြမပေါ့နော်ကျွန်တော်တို့မနေ့ကဆိုရင်တော့ပရိ3လိုင်းလုံးတီဒီကိုလေး6ဒီကိုလေး6ပရိပဲရခဲ့တာပေါ့နော် ကျော်မနေ့ရက်ဖမ်းခဲ့တာဒီပရိတ်နှစ်လိုင်းပြခဲ့တာပေါ့နော်ကျော်ဒီမှာ3ရက်4ရက်8ရက်ဒီ3လုံးပုံချင်းဒီ5ဖြစ်လို့ကျော်ဒီမှာဒီ5တောင်ည3ဒီပရိတ်ပေါ့နော်5တောင်ည3ပရိတ်မှာ15ဆိုတော့3ပရိတ်ထွက်တယ်နောက်တစ်ပင်ဒီ8ရက်9ရက်ဒီက3ညရက်8ခွန်3ညပုံချင်းဒီလည်း5ဖြစ်လို့ကျော်ဒီမှာဒီ5တောင်ည3ဒီကျော်ဒီမှာပရိတ်ပေါ့နော်အဲ့ဒီမှာဟုတ်ကိုဆိုပြီးတော့5ပရိတ်ထွက်တယ်ဗျာ ဒါဆိုရင်ကျော်ဒီမှာ6ရက်5ရက်ပေါင်းချင်းဒီ1တင်းနဲ့ဒီရက်8နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ဘာဝ၄9နဲ့ခက်6 9လေး6ဒီကျော်ဒီမှာ break 5 1ဆိုပြီးတော့6 break ထွက်တယ်ဒါဆိုရင်ကျော်ဒီမှာဒီ9ရက်9ရက်ပေါင်းချင်းဒီ၄၄နဲ့ဒီရက်8နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့7ဘာဝ6 1နဲ့ခက်8 1 6 8ဒီကျော်ဒီမှာ break ပေါ့နော်တကယ်လို့တူညီရအောင်ပဲပြေးသွားမယ်ဆိုရင်တော့ကျွန်တော်ဒီမှာဒီ6 break ပါတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ကဒီသုံးလုံးပေါင်းချင်း1ဖြစ်လို့168ဒီပြိပေါ့နော်နောက်ထပ်တက်လိုင်းရလဲကျွန်တော်တို့ဒီမှာပေါ့နော်113ပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီ5ဖြစ်လို့5 3 3ဒီလဲပြိအဲ့ဒီမှာ15ဆိုပြီး3ပြိထွက်တယ်နောက်တစ်ပင်ဒီ168ပေါင်းချင်းဒီကျွန်တော်တို့5ဖြစ်လို့5 3 3ပြိမှာလဲ69ဆိုပြီးတော့5ပြိထွက်တယ်ဗျာ ဲကြောဒီမှာ6ခွန်6ပေါ့နော်ဒီ၃လုံးပုံချင်းဒီ6ဖြစ်လို့6လေး6ဒီပြိတ်ပေါ့နော်မနေ့ကဆိုရင်ကျွန်တော်တို့6လေး6ပြိတ်ဒီဒီ၃လိုင်းလုံးဒီမနေ့ကကျွန်တော်တို့6လေး6ပြိတ်ရတယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့ပြိတ်ဒီကကွဲတယ်ဒါကြောင့်မို့တလိုင်းမဟုတ်တလိုင်းပြတ်သွားမှာပေါ့နော်တကယ်လို့ဒီကျွန်တော်ရေးထားတဲ့6လေး6ပြိတ်ကပြတ်ပြီးတော့ဒီလိုင်းရံလည်းပြေးကျင်ပြေးသွားလိမ့်မယ်အဲ့လိုမှမဟုတ်ဖက်နဲ့ကျွန်တော်တို့အခုပြတဲ့ခွင်းတင်းငါပေါ့နော်ဒီ၃လုံးပုံချင်းဒီ 3ဖြစ်လို့385သုံးရှင်းငါးဒီပရိလဲပေးသွားနေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီပရိလန်းဒီသုံးရှင်းငါးပရိဒီကောင်ဒီ168ပရိဆိုတော့တူညီတဲ့ပရိဒီ10ပရိရဲ့6ပရိရဲ့ဒီတော့တူညီတာတော့တွေ့ရတယ်ပေါ့နော်ဒီလိုမနေ့တွေ့မှာတဲ့ပရိကိုအရင်မယုံသင့်ဘူးတဲ့ဟုတ်ကဲ့ပါဗျာနော် ်ကျွန်တော်တစ်ချောင်းအချိန်နဲ့ပဲကျွန်တော်ကြိုက်နေတဲ့တားလေးတွေတွဲပေးလိုက်မှာပေါ့နော်အကိုမတို့လည်းအကြိုက်ပါမှလည်းသုံးပါဗျာကျွန်တော်မနေ့ရက်ယူရဒီနားမှာပေါ့နော်ကျွန်တော်ကတော့ဒီမှာ9 3ည3ပရိတ်ဆိုပြီးတော့ယူထားတာပေါ့နော်ဒီမှာတော့ကျွန်တော်ကဏန်းနေစီထားတာဒီဒါဆိုရင်ကျွန်တော်ဒီမှာကဏန်းကိုပြန်ပြောင်းมาရမယ်ဗျာ ဟုတ်ကဲ့ပဲကျွန်တော်ဒီမှာတော့ကျွန်တော်686263 636 1နဲ့ဆိုလဲ1213 14 1ခွန်8ခွန်9ဆိုပြီးတော့ကဏ္ဍဒီ10ခွက်ပေါ့နော်အကိုမတို့ဒီထက်အကြိုက်ပါရင်တော့3ပါဗျကောင်းထည့်တဲ့9 9 3 9 9တဲ့3 9 9ကြိုက်တယ်ဟုတ်ကဲ့ပါဗျာနော်9နာရီပါထွက်လဲတဲ့ကျွန်တော်လည်းကိုယ်ခွဲကနေလို့ကျွန်တော်လည်းမကြည့်ရသေးဘူးပေါ့နော်ခွဲပြီလားတော့မသေးဘူးဗျာ ဟုတ်ကဲ့ပါကျွန်တော်တွေ့ပြတဲ့ကဏ္ဍလေးဒီပေါက်ကဏ္ဍလေးဖြစ်ပါစေဗျာကိုမတို့ကြိုက်တဲ့ကဏ္ဍဒီလည်းကျွန်တော်တို့7နိုင်တမီနေထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာဒီနေ့မှာတော့ပေါ့နော်ထပ်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့တကွက်ကောင်းဒီ68ဒီတကွက်ကောင်းပါဗျာဒီနေရာမှာပေါ့နော်ကျွန်တော်ရှင်းပြဖို့မေးတော်လို့ဗျာဒီမှာဒီကျွန်တော်တို့က ကျော်ဒီမှာဒီ3ခွင်ကလေးအမှန်ခဲ့တာပေါ့နော်ဒီ site ဒီကျွန်တော်တို့814ပေါ့နော်ဒီ3လုံးပေါင်းခြင်း3ဖြစ်လို့38အချိန်ကိုကျွန်တော်တို့ဒီမှာဒီနှလုံးပေါင်းခြင်း2ဖြစ်လို့2ပါဝါခွန်ပေါ့နော်ခွန်ပိုင်းကိုဒီ3လုံးပေါင်းခြင်း3ဖြစ်လို့38အချိန်နဲ့တွဲရင်ကျွန်တော်တို့ဒီမှာ3ခွန်ဆိုပြီးတော့ပါမယ်ဒီနေ့မှာလည်းကျွန်တော်တို့ဒီမှာ6လေးပေါင်းခြင်း3ဖြစ်လို့3ပါဝါ8 38အချိန်ကိုဒီ3လုံးပေါင်းခြင်းဒီကျွန်တော်တို့ တစ်ဖြစ်လို့တစ်ပါဝါ6ပေါ့နော်တစ်6နဲ့တွဲရင်လည်းအပြီးဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါအလုံးမဲ့ကံကောင်းပါစေဗျာဒီနေ့မှာတော့ဒါပါပဲပေါ့နော်အလုံးမဲ့ဘိုင်းဘိုင်း see you ပါအလုံးမဲ့